ိုသမားရွေးမယ်တဝဲလေပြိတမြလုံးဝဲမိန်လာမြောင်မန်ချက်စတာဖွားဆောင်ကနေပြန်လဲကြိုးလိုက်ပါနေမန်ချက်စတာယူနိုက်တက်ဟာတိုက်စင်မှုတွေနဲ့အလုံးရှုံးနေပေမဲ့တစ်ဖက်မှာလည်းကိုသမားနေရာလှုပ်ခတ်မှုတွေရှိလာနေပါတယ်ယူနိုက်တက်နဲ့သတင်းထွက်နေတဲ့ကိုသမားက၃ရောက်တောင်ရှိနေပြီးယူနိုက်တက်ကအိုနာနာနေရာမှာကိုသမားအသေးတယောက်နဲ့အစားထိုးသွားနိုင်ဖို့လည်းမျှော်လင့်နေပါတယ်အော်နာက2023မှာအင်တာမီလန်ကနေယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးခရေကအမားရီကိုစတိုက်လုံးနေခဲ့တာကြောင့်ဂိုသမားနေရာကိုမဖြစ်မနေအဆင်ပြေတင်ဖို့လိုအပ်နေပါတယ်။ယူနိုက်တက်ဟာပထမတော့ပေါ်တိုဂိုသမားဒီအိုကော်စတာကိုစိတ်ဝင်စားလိုက်သေးပေမယ့် မြို့ကန်ပြိုင်မဲ့ညီလေးနဲ့အပြိုင်ခေါ်ယူရမှာမို့ဆက်မလိုက်တော့ပဲပြစ်မှတ်ကိုပြောင်းလဲလိုက်ရပါတယ်။ဒီတော့ United ကဥရောပရဲ့အကောင်းဆုံးထိတ်တန့်ကုသမားတွေနဲ့ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ပရမန်တယောက်ကတော့လိုင်လီကုသမားချီဗာလီယာပါ။ချီဗာလီယာကိုသူတို့ရဲ့ကုသမားဒိုနာရမာနဲ့အဆင်ပြေဖြစ်နေတဲ့ PSG ကလည်းစောင့်ကြည့်နေပြီးအပြိုင်ခေါ်ယူသွားရဖို့ရှိနေပါတယ်။ဒိုနာရမာကိုယ်တိုင်ကလည်း United နဲ့သတင်းထွက်နေပါသေးတယ်။နောက်တစ်ယောက်ကတော့ Barcelona ကနေအထုတ်ခင်ရဖို့ရှိနေတဲ့ Tasty Chan ဖြစ်ပြီးတော့ Nou Camp ကနေထွက်ဖြစ်ရင်ကစားမကအိုထရာဖို့ကိုစဉ်းစားလာနိုင်ကြောင်းသိရပါတယ်။ ီကတဲ့ရာသီမှာ Manchester United က Premier League မှာအဆင့်15ကနေရာသီသိမ်းခဲ့တယ်လို့ဖလားလက်မဲ့ရာသီအဖြစ်နဲ့စက်သိမ်းခဲ့ရပါတယ်။ဒီအတွက် Onana ရဲ့အမားသုံးချင်ကအရှုံးရလက်တွေဖြစ်ပေါ်စေခဲ့တယ်လို့တခြားမားတွေလည်းပြုလုပ်ခဲ့သေးတာကြောင့် Emery အနေနဲ့အသင်းကိုပြောင်းလဲခြင်းကိုယ်တော်မှာပြောင်းလဲဖို့လိုအပ်ပါတယ်။ United ရဲ့ပြတ်မှတ်တွေကိုသိမ်းဆည်းပြန်ကြည့်လိုက်မယ်ဆိုရင်တာစီဂျန်က Barcelona နဲ့အတော်လေးအဆင်မပြေဖြစ်နေတာကိုတွေ့ရပါတယ်။ Barcelona က Espanyol ကိုယ်တော်မှာလည်းဂါစီယာကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့တယ်လို့ဆက်စပ်နေတဲ့စာချုပ်အသစ်တိုးလိုက်သေးတာကြောင့် ရာစီကျန်းရဲ့အနာဂတ်ကနူးကပ်မှာအတော်လေးမရေမရာဖြစ်သွားခဲ့ပါရင်ဒါပေမဲ့ချီပါလီယာရဲ့အခြေအနေကတော့နည်းနည်းပိုပြီးရှုပ်ထွေးနေပါရင်အသက်23နှစ်ရွယ်ကစားမလေးရဲ့အတွက်လာလီဂါအယူတန်း80တက်မှတ်ထားပြီးစာချုပ်ကလည်း2နှစ်တက်တန်းကျန်နေပါသေးတယ်ဒီတော့လာလီဂါလည်းချီပါလီယာနဲ့စာချုပ်အသစ်ချုပ်ဆိုနိုင်ဖို့ကြိုးစားနေပါရင်ချီပါလီယာဟာလီဂူဝမ်ရဲ့ထိပ်တန်းအဆင့်သတ်မှတ်ခံထားရတဲ့ကုသမာရီတက်ကတယောက်ဖြစ်ပြီးပြင်းထန်လေးစဉ်အသင်းကြီးကအဆင့်ခေါ်ဖို့ကိုလည်းစောင့်ကြည့်ခံနေရပါရင် 2024နဲ့25ဘောလုံးရာသီမှာချီပါလီယာကကလင်းရှိဆက်တဲ့ချိန်ရရှိခဲ့ပြီးလာလီဂါလည်းအဆင့်5ကနေတောင်ရာသီသိမ်းနိုင်ခဲ့ပါတယ်။ဒေါ်နာရမာနဲ့ PSG ကတော့လာဆာကိစ္စညှိနှိုင်းမရဖြစ်နေကြပြီးကစားမဘက်ကတနည်းလောက်ခလာဆာယူ10တန်းကိုတောင်းဆိုနေပါတယ်။လက်ရှိစာချုပ်ကတနည်းတတမ်းပဲကျန်တော့တဲ့အချိန်မှာပဲရစ်သားတွေကအလွတ်နဲ့ထွက်ခွာခွင့်ပေးရမယ့်အစားယူတန်း30နဲ့ရောင်းချသွားခြင်းနေပါတယ်။ဒါပေမဲ့ဒေါ်နာရမာကတော့တင်းလာနေတော့ကအီတလီရဲ့မော်ဒိုဗာကိုဒူးစီးနဲ့နိုင်ရရှိခဲ့တဲ့ပွဲပြီးမှသူ့ရဲ့လက်ရှိအခြေအနေကိုပြောပြလာခဲ့ပါတယ်။ဒေါ်နာရမာက သူ့ရဲ့ PNG နဲ့စာချုပ်တက်တန်းဆန္ဒလကုံမင်းဘာဆက်လုပ်မလဲဆိုတဲ့အကြောင်းကိုဖြေလာခဲ့ပါတယ်ကျွန်တော်ရဲ့ဦးစားပေးကတော့ PNG မှာဆက်နေဖို့ပါညှိနှိုင်းရတာပြဿနာမရှိနိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်လို့ဒိုနာရမာက Sky Sport Italy နဲ့အင်တာဗျူးမှာဖြေဆိုသွားခဲ့ပါတယ်ဒိုနာရမာကို United အပြင်ဘိုင်မြူနစ်ကလည်းစိတ်ဝင်စားနေပြီ Manuel Neuer အတွက်ရေရှည်အစားထိုးပြီးရှုမြင်နေကြောင်းလည်းသိရပါတယ်ဒါပေမဲ့ကစားမဘက်ကတော့ PNG အပေါ်ကိုပဲဆက်ပြီးရိုင်းနေသေးတာကြောင့်အသင်းပြောင်းဖို့ဆိုတာမဖြစ်နိုင်ဘူးများနေပါတယ် United ဟာနောက်ရာသီမှာအသင်းကိုပြန်လည်တည်ဆောက်ရမှာမို့ Neuer ကတော့အလုံးများနေမှာသိကြပါတယ် ရမတ်ဝိုင်လန်အလဲချန်တို့ဂါနာချိုဂျေဒန်ဆန်ချိုမာကာရာဖိုနဲ့အန်တိုနီတို့အားလုံးအသင်းကနေအပိတက်ရောင်းချခံရဖို့ရှိနေပြီမာတီဟက်ကွန်ညာနဲ့အတူဘရိုင်ယန်အန်ဘျူမိုဖီတာဂျိုဂရီယာတို့အသင်းကိုပြန်လည်ဝင်ရောက်လာနိုင်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်ယူနိုက်တက်တို့နောက်ရာသီမှာဘယ်သူတွေနဲ့ရှေ့ဆက်မလဲဆိုတာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအာဂါစာနဲ့ပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့နေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ